အင်းတော်ကြီးဒေတာမမုံကိုင်းကျေးရွာမှာရှိတဲ့သာသနာ့မြေစာသင်ကျောင်းနဲ့ဘောလုံးကွင်းတို့ကိုရွှေတူးဖော်ဖို့ပြင်ဆင်နေမှုကိုကျေးရွာသားတွေနဲ့အတူဆန္ဒပြကန့်ကွက်မှုမှာပါဝင်ခဲ့တဲ့ဆရာတော်နှစ်ပါးကိုကရှင်လွတ်လပ်ရေးတပ်မတော် KAI ကလာရောက်ဖမ်းဆီးသွားတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ဇွန်လ၈ရက်နေ့ကကျေးရွာပိုင်မြေတွေကိုရွှေမတူးဖော်ဖို့ဆန္ဒပြကန့်ကွက်ခဲ့ကြတာဖြစ်ပြီးဇွန်လ၁၇ရက်မှာတော့လာရောက်ဖမ်းဆီးသွားတာလို့ချန်နီတန်ကဖော်ပြပါဗျ။မမုံကိုင်းကျေးရွာမှာရွှေလုံငန်းရှင်ဦးဆန်းဝင်းနဲ့ KIA တမဟာကိုမှဦးဒေးဗစ်ဆိုသူတို့ပေါင်း၍ရွှေတူးဖော်နေခြင်းဖြစ်ပြီးရွှေတူးဖော်ခြင်းမပြုလုပ်ဖို့တောင်းဆိုညှိနှိုင်းကြပေမဲ့လည်းလက်နက်အားကို၍ဆက်လက်တူးဖော်နေတယ်လို့ဆိုပါတယ်။ဆရာတော်နှစ်ပါးကို KIA ကဖမ်းဆီးခေါ်ဆောင်သွားမှုဟာကျေးရွာပိုင်းမျိုးတွေကိုရွှေမတူးဖော်ဖို့ဆန္ဒပြကောက်ကွယ်မှုနဲ့ပတ်သက်ရှင်ရှိမရှိကိုတော့မသိရှိရသေးပါဘူး။အလားတူပြီးခဲ့တဲ့ရက်ပိုင်းကလည်းအင်းတော်ကြီးဒေတာကုမ္မနာကျေးရွာနဲ့အင်းတော်ကြီးဒေတာလုံးဆိုင်ရာချန်နီရိုးရစာပေနဲ့ရင်ကျေးမှုကော်မတီဥက္ကဋ္ဌဆိုင်းစိန်လွင်ဦးနဲ့ ကမ္မနကျေးရွာသားတွေကို KIA ကဖမ်းဆီးသွားပြီးရပိုင်းကြာပြန်လွှတ်ပေးခဲ့တဲ့ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။အင်းတော်ကြီးဒေသမှာရှမ်းနီလူမျိုးတွေကို KIA ကမကြာခဏဆိုသလိုဖမ်းဆီးမှုတွေပြုလုပ်နေပြီးရှမ်းနီလူငယ်တွေကိုလည်းတသားသိစုဆောင်မှုတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်။